တခါကတိမ်တိုက်ဖြူဖြူတွေကြားကလှပတော်လာပြီးညမှာကြေးလက်ကြေးရွာလေးဟာငိမ့်သက်စွာနေပါတယ်ရွာသားတွေရဲ့အိမ်မီးတွေကတဖြည်းဖြည်းငိမ့်သွားပြီးတစ်ပင်ကြီးတွေရဲ့အရေးအောက်မှာလေတိုက်အတန်သာကြားနေရပါတယ်ဒီရွာမှာမောင်ရွှေဆိုတဲ့ဆင်းရဲသားလူငယ်လေးနဲ့အဖွားအိုလေးတယောက်နဲ့နေထိုင်ကြပါတယ် မောင်ရွှေဟာနေ့စဉ်တောထဲမှာရောက်လည်နေတတ်ပါတယ်။တနေ့မှမောင်ရွှေဟာထင်းရှားရင်တောနဲ့ထဲကိုရောက်သွားပါတယ်။ရေအိုင်ကြီးတစ်ခုနားမှာထိုင်ပြီးအနားယူနေစဉ်ရေအိုင်တဲကနေရွှေရောင်လင်းတန်းတွေထွက်လာပါတယ်။ရေတဲကနေအလွန်လှပသောနတ်သမီးတစ်ပါးပေါ်ထွက်လာပြီးသူမရဲ့အပြုံးဟာလာပြည့်ဝန်းလို့တောက်ပလို့နေပါတယ်။ ငါနဲ့မီနန္နာကန်တီရဲ့အိုက်မှာနှစ်ပေါင်းများစွာနေထိုင်တဲ့နှစ်သမီးပါလို့သူမကဖြင်းညစ်စွာပြောပါတယ်မောင်ရွှေဟာအံ့အသင့်သွားပြီးနှစ်သမီးကိုကူညီဖို့ကမ်းလှမ်းပါတယ်နန္နာကန်ကမင်းသားဒီရဲ့အိုက်မှာကျွန်တော်ကိုနေစင်လာပြီးပန်းလာလာတွေဆုပ်ပေးမယ်ဆိုရင်မင်းဆန္ဒတစ်ခုကိုပြည့်စင်မယ်ဂီလိုဂရီပေးပါတယ်မောင်ရွှေဟာနေတိုင်းတော်တဲ့သွားပြီးနန္နာကန်အတွက်နှင်းစီဖြူဆံပဲတစင်ပန်းတွေကိုစုတ်ခူးပေးပါတယ်တနေ့မှတော့နှစ်သမီးကသူ့ကိုမေးပါတယ်မောင်ရွှေအောင်မင်းပါဆန္ဒပြည့်စင်လဲလို့နန္နာကန်ကပြောလိုက်ပါတယ် မောင်ရွှေကကကျွန်တော်အဖွားအိုကြီးဖျားနာနေလို့သူမပြန်ကောင်းဖို့နှစ်စေးတစ်ခွက်ပေးလိုက်ပါတယ်နန္နာကန်ဟာရွှေရောင်ရည်တစ်စက်ကိုသူ့လက်ဖွားထဲမှာဖန်တီးပေးပြီးဂီဒီယိုကိုအဖွားကိုတိုက်လိုက်ပါလို့ညွန်ကြားပါတယ်မောင်ရွှေရဲ့အဖွားဟာနှစ်စေးကြောင့်ပျောက်ကင်းသွားပါတယ်ဒါပေမဲ့ရွာသူရွာသားတွေကမောင်ရွှေရဲ့ကံကောင်းမှုကိုမနာလို့ဖြစ်လာကြပါတယ်တညမှာသူတို့ဟာရေအိုင်ကိုဝိုင်းပြီးနှစ်သမီးကိုဖမ်းဖို့ကြံစီကြပါတယ်ဒါပေမဲ့နန္နာကန်ဟာသူ့မရဲ့နှက်အာနာနဲ့အရေးအယံပျောက်သွားပြီးဘာတူကမနှစ်သမီးကိုပြန်မတိုက်ခိုက်ရတော့ပါဘူး